ဂျပန်နိုင်ငံကဖူကြီးတောင်ဟာနောက်ထပ်ပေါက်ကွဲလာနိုင်တဲ့မိတောင်ဖြစ်တာကြောင့်ဂျပန်အစိုးရကတတိပြုခူးဆက်ကြဖို့အတိပေးထုတ်ပြန်ထားပါတယ်။လူပောင်သိန်းချီတည်ဆုံနိုင်ပြီးလူဦးရေ73တန်းကျော်ပေါ်အကျိုးသက်ရောက်နိုင်တဲ့အပြင်ဂျပန်စီးပွားရေးကိုဂျပန်ယန်25ထရီလီယံအထိထိခိုက်ဆုံးရှုံးသွားနိုင်ပါတယ်။အယန်းကိုလှပပြီးစီးနှင်းတွေဖုံးလွှမ်းနေလေရှိတဲ့ဖူကြီးတောင်ဟာ1900ခုနှစ်ကမိတောင်ပေါက်ခဲ့တာမို့ ထက်မှန်မပေါက်ကွဲတာနှစ်ပေါင်း318နှစ်တောင်ရှိနေကစိုးရိမ်ရတဲ့မိတောင်တစ်ခုဖြစ်ပါတယ်။မိတောင်တွေဟာနှစ်ပေါင်း300ကနေ900အတွင်းငြိမ်သက်ပြီးရင်ထက်မှန်ပေါက်ကွဲလေးရှိတာမို့နှစ်ပေါင်း300ကျော်ငြိမ်သက်နေတဲ့ဖူကြီးတောင်ဟာတဖန်ပေါက်ကွဲမှာကိုသတိပြုမိစေရပါ။ဖူဂျီမီတောင်ဟာအန်ဒရယ်အလွန်ကြီးမားတဲ့မိတောင်များဆင်းမှာပါဝင်နေပြီးတော့ပေါက်ကွဲမှုဖြစ်ရင်တိုဂျိုမြို့နဲ့အနီးအနားမြို့များအပေါ်တက်ရောက်နိုင်ပါတယ်။ တကယ်လို့ဖူဂျီမီတောင်ဟာတဖန်ပောက်ကွဲလာခဲ့ရင်လူဦးရေတင်းချီတေဆုံးနိုင်ပြီးတော့လူ၅တန်းခန့်ဟာထွက်ပြေးရဖွယ်ရှိက လူ၃တန်းကို ထိခိုက်စေမယ်လို့ဆိုပါတယ်။တိုချိုယိုကိုဟာမာခါနာကာဝါနဲ့အနီးမြို့များမှနေထိုင်သူများဟာဖူဂျီမီတောင်ပောက်ကွဲမှုတံကိုတိုက်ရိုက်ခံစားရနေတာကြောင့်အဲမှာရောက်ရှိနေကြတဲ့မြန်မာတွေလည်းသတိပြုမိဖို့အရေးကြီးပါတယ်။ ဂျပန်စီးပွားရေးကိုယန်း25ထရီလီယံအထိထိခိုက်ဆုံးရှုံးစေနိုင်ပြီးတော့တိုကျိုစတော့မားကတ်ကုန်သွယ်မှုနဲ့ထုတ်လုပ်မှုတွေကိုရပ်တန့်သွားစေနိုင်ပါတယ်။ဂျပန်အတွက် ထိခိုက်နစ်နာဆုံးရှုံးမှုအများဆုံးဖြစ်နိုင်တာကြောင့်ခရူးပြုနေရပြီး GMA နဲ့မိတောင်ဆိုင်ရာသူးတေသနရှင်များကမကြာခဏထောက်လန်းနေပါတယ်။တဘာဝဘေးအန္တရာယ်နဲ့အမြဲရင်ဆိုင်နေရတဲ့ဂျပန်တွေအတွက် အမြဲတတိမပြတ်စောင့်ကြည့်နေတာမို့အလီမီတတိပေးချက်တွေထုတ်ပြန်နိုင်မှာဖြစ်ပေမဲ့မြမာတွေတတိထားဖို့လိုပါမယ်။တဘာဝဘေးအန္တရာယ်ဆိုတာလူလုံးမဟုတ်တာကြောင့်မဖြစ်သေးရင်သာမဖြစ်သေးတာလို့ဆိုရပေမဲ့ဖြစ်လာခဲ့ရင်လည်းလွယ်ကူစွာတားဆီးနိုင်တဲ့အခြေအနေမှာတော့ရှိမနေကြပါဘူး။အခုချိန်မှာဂျပန်ရဲ့အထင်ကရဖူဂျီတောင်ကြီးဟာပောက်ကွဲနိုင်တာမို့ကြိုးတင်ပြင်ဆင်ကြဖို့ဂျပန်အစိုးရကတိုက်တွန်းနေပါတယ်။